အဲ့တော့ဇင်မျိုးပေါ်တိုင်းလည်းအရင်တုန်းကနော်ဇင်မျိုးဝင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဇင်မျိုးရဲ့ဝင်တန်းဝင်းကျင်မှာပဲနေတယ်။နော်ဝင်တန်းဝင်းကျင်မှာနေပြီးတော့ဇင်မျိုးတို့နေ့စဉ်အလုပ်တွေကိုလုပ်တယ်။အဲ့ဒီအလုပ်တွေကိုလုပ်နေတဲ့အခါကျတော့တော့ဘေးပတ်ဝင်းကျင်ကသူတွေကိုဖြစ်ချင်းနဲ့ရဝင်းကသူတွေနဲ့ဝင်းရံမထားတဲ့အခါမှာနော်သူတို့ဘာတွေလုပ်နေလဲမသိရဘူး။နော်ကိုတော့ဖြစ်ချင်းနဲ့ဒါပေမဲ့သူတို့နဲ့ကိုနဲ့ဒီတိုင်းဝေးကွာနေတဲ့အတွက်သူတို့လှုပ်ချင်တာလဲလှုပ်နော်ကိုလည်းကိုပတ်ဝင်းကျင်ကသူတွေနဲ့ပဲနေတဲ့အခါမှာကိုဖြစ်ချင်းနဲ့အရာတွေအတွက် ဲဖြစ်ဖို့ဆိုတာခက်ခဲသွားတယ်။နောက်ဇင်မျိုးဒါကိုသိလာတဲ့အချိန်မှာเนาะဇင်မျိုးပတ်ဝန်းကျင်ကိုပြောင်းလိုက်တယ်။အဲ့တော့ကိုပေါင်းသိဆက်ဆံနေတဲ့သူတွေကလည်းကိုကိုဖြစ်ချင်တဲ့ရန်ဝန်ကသူတွေအများတန်းစ조사နေတဲ့သူတွေအများတန်းတိုးတက်ပြောင်းလဲဖို့အတွက်เนาะသူတို့နှိမ့်စင်တဲ့အများသူတို့ရဲ့စိတ်ကိုပြင်ဆင်နေတဲ့သူတွေသူတို့ကြည့်လိုက်ရင်အများတန်းအားတက်နေရတယ်။အဲ့တော့သူတို့ကစ조사ပန်းစားနေတဲ့အလုပ်တွေကိုလုပ်နေတယ်။အဲသူတို့ရလက်ရလာတဲ့အချိန်မှာလဲကိုလည်းအားတက်တယ်ပျော်လာတယ်မပျော်လာတဲ့အတွက်အော်သူတို့တော့ဖြစ်နေပြီငါလောက်ရအောင် ်မယ်ဆိုတဲ့စိတ်နဲ့လိုက်ပြီးတော့လှုပ်ဆောင်တဲ့အချိန်မှာကိုကိုတိုင်းလည်းပြောင်းလဲမှုတွေတိုးတက်မှုတွေရလာတယ်။ဒါကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအရေးကြီးပါတယ်အဲ့တော့ကိုယ့်ဘဝမှာတိုးတက်မှုတွေပြောင်းလဲမှုတွေလိုချင်နေဆိုရင်အရင်ဆုံးကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပြောင်းလိုက်ပါလှုပ်ဆောင်နေတဲ့အလုပ်တွေเนาะအဲ့ဒီအလုပ်တွေပို့ပြီးတော့တိုးတက်ဖို့အတွက်ဆိုလို့ရှိရင်เนาะကိုယ့်ထက်အောင်မြင်ပြီးသားသူတွေเนาะပြီးတော့အဲ့ဒီအလုပ်တွေကိုစ조사ပြီးတော့เนาะအားခွန်အပြည့်နဲ့လှုပ်ဆောင်နေတဲ့သူတွေနဲ့တွဲပြီးတော့ပေါင်းဆက်လိုက်ပါအဲ့ဒီအခါမှာကိုယ့်အလုပ်တွေကိုကိုယ်ကစိတ်အားထက်သန စွာနဲ့လုံနိုင်မှာဖြစ်ပါတယ်အဲ့တော့လူဆိုတဲ့အဲဒီအမျိုးကဇမျိုးတို့မှာစိတ်အားတက်ကြွနေတဲ့အချိန်ရှိတယ်ပြီးတော့စိတ်ဓာတ်ကျနေတဲ့အချိန်ရှိတယ်အဲ့လိုစိတ်ဓာတ်ကျွနေတဲ့အချိန်မှာဆိုရင်တော့ဒီအလုပ်တွေကိုငါမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့စိတ်ကတင်းထားပေမဲ့เนาะလုံနေပေမဲ့တခါတလေမှာဇမျိုးတို့စိတ်ဓာတ်ကျတဲ့အရာတွေရှိတယ်အခက်အခဲတွေတွေ့လာနိုင်တယ်အဲ့တော့အခက်အခဲတွေတွေ့လာတဲ့အခါမှာစိတ်ဓာတ်ကျနေပြီဆိုရင် ိုကစိတ်ပြက်လက်ပြက်နဲ့မလုပ်တော့ပါဘူးခဲအားလျော့လိုက်မယ်ဆိုလို့ရှိရင်ကိုရဲ့အလုပ်တွေကဆက်ပြီးတော့ဖြစ်မြောက်မှာမဟုတ်တော့ဘူးအဲ့တော့ကိုကစိတ်ပြက်ပြီးတော့စိတ်ထကြနေပေမဲ့ကိုပတ်ဝန်းကျင်ကသူတွေကအလုပ်တွေကိုစူးစမ်းပန်းစားနဲ့လုပ်နေတယ်ဆိုရင်ကိုကိုကိုလည်းပြန်ပြီးတော့အာတင်းပြီးတော့အော်သူတို့တောင်လုပ်နေတာပဲเนาะအခက်ခဲကတော့တွေ့မှာပဲအခက်ခဲကတော့ရှိမှာပဲအဲ့တော့ငါလည်းသူတို့နဲ့လိုက်ပြီးတော့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ပြန်ထမယ်ဆိုလို့ရှိရင်ကိုဘဝကပို့ပြီးတော့တိုးတက်ပြောင်းလဲလာလိမ့်မယ်